င်္ဂလာပါချီရသောမိတ်ဆွေများကျွန်ုပ်နာမည်ကလီဒီယာဆက်ချင်ကိုဖြစ်ပြီးဒီနေ့မှာတော့ဟီမုံအမေကျွန်ုပ်တို့ရဲ့ကိုခံအားစနစ်အကြောင်းပြောပြခြင်းပါတယ်တုံးဆွဲသူများစွာဤတုံးသက်ချက်များအရာခီမုံငံကိုတောက်ပြီးနောက်ဒါသည်အလိုက်အေးမိခြင်းများအပေါ်ကိုခံအားနှင့်ခန္ဓာရည်ဒိုးတက်လာကြောင်းတွေ့ရပါတယ်ဗိုင်းရပ်စ်ကူးစက်မှုများအပေါ်ကိုခံအားတိုးတက်လာခြင်းကိုလူကြီးတွေနဲ့ကလေးတွေအားလုံးမှာတွေ့နိုင်ပါတယ် ဟီမဝင်ဒါဗီတာမင်များဖြင့်တုံးမြင့်ထားသောဆေးဖက်ဝင်အပင်နှင့်များကိုတိုးတောင်းစွာ ထုတ်ယူထားတဲ့ပေါင်းစပ်ချစ်ပြီးပိုခံအစနစ်ကိုထောက်ပံ့ပေးဖို့အစိုင်းထုတ်ထားတာပါဤထုတ်ကုန်တွင်ပါဝင်သောပစ္စည်း၃မျိုးသာရှိပါသည်။ဤပစ္စည်း၃မျိုးကိုမှန်ကန်စွာပေါင်းစပ်ထားခြင်းကြောင့်အရေးကြီးတဲ့ကာဝင်တစ်ခုဖြစ်တဲ့ဘောင်ရန်ချင်းချစ်စင်များကိုထိန်းချုပ်နိုင်ပါသည်။ဟီမဟင်ကဆေးမဟုတ်ပါဘူး။ ဒါကကုသရေးအတွက်မဟုတ်ပဲဆဲတွေကိုအားဖြည့်ပေးတဲ့အာဟာရဖြစ်ပြီးအခန်းအားစနစ်ကိုတင်းနယ်စေပါတယ်။ဟေမုန်ဟန်ဆိုတဲ့အမည်တဲကအိုင်ဟာ ကိုခန်းအားအမြင့်တွေကို ဆိုလိုတာဖြစ်ပြီးဒါကကိုခန်းနာကိုကုဆက်ရောပါဘိုးတွေနဲ့အနေရှိတဲ့အရာတွေကနေကာကွယ်ပေးတာပါ။လူတိုင်းရဲ့ကိုခံအားစနစ်ဟာအတွင်းကြီးတဲ့နီလန်းတွေနဲ့အားနည်းသွားတတ်ပါတယ်။နေတိုင်းအိုခန္ဓာဟာပဝန်းကျင်ညဉ့်ဉန်းမှုတွေ၊ဆေးဝါးတွေနဲ့ ရေသွေးမကောင်းတဲ့အစာစာတွေကြောင့်တိုးကျိုးတွေကိုခံနေရပါတယ်။ကိုခန္ဓာအားနည်းနေတဲ့အခါမှာတဘာဝအတိုင်းပြန်လဲပြုပြင်နိုင်စွမ်းလာလဲမရောက်နိုင်တော့ပါဘူး။ Hemohem ဒါဆဲအစစ်မှာပဲဖြစ်စေရောဂါရှိမရှိမရွေးကိုခန္ဓာစနစ်ကိုတိုးတက်စေပြီးတကြွစေပါတယ်။ဒီထုတ်ကုန်ကိုရေရှည်သုံးဆွဲသူတွေထံကနေတောင်းချီတဲ့သုံးသက်ချက်တွေစုဆောင်းထားပါတယ်။ ဒီသုံးသက်ချက်တွေကအီမောင်ဟန်ကိုသုံးဆွဲခြင်းရဲ့ထိရောက်မှုနဲ့အကျိုးကျေးဇူးတွေကိုတက်တေပြနေပါတယ်။ဟင်မောင်ဟန်ထုတ်လုပ်သူတွေနဲ့ဖန်တီးသူတွေကအနွန်အရေးကြီးတဲ့တာဝန်တစ်ခုကိုလက်ခံခဲ့ပါတယ်။အဲ့ဒါကတော့တက်တာတဲ့ကိုခန်အားစနစ်အပါအဝင်ကိုခန်နာရဲ့စနစ်အားလုံးကိုတက်ရောက်စေမဲ့အပင်ခြေပြုတ်ဖော်ဆက်မှုနဲ့ထုတ်ကုန်တစ်ခုကိုဖန်တီးဖို့ပါ။ဒါဟာကိုခန်အားစနစ်ကိုလှုံ့ဆော်တာမဟုတ်ပဲချိန်နှိပ်ပေးတာပါ။ကိုရီးယားအတုံးဆွမ်းအင်သုတေသနအင်စတီကျူက မျိုးသားစီမံကိန်းတစ်ခုအဖြစ်ရှင်းနစ်ကြာဒုတိယသနားနဲ့ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ဆောင်ခဲ့ပါတယ်။ဒုတိယသနားလေးလာမှုတရ90ကျော်ကို ပြုလုပ်ခဲ့ပါတယ်။ဒီဒုတိယသနားရဲ့ရည်ရွယ်ချက်ကတော့ရောင်ခြည်ထိခိုက်မှုကိုအင်ဆိုင်နေရသူတွေအတွက်ဇီဝကာကွယ်မှုအတွက်လှုပ်ဆောင်နိုင်တဲ့အာဟာရဖြည့်စွက်စာတစ်ခုဖန်တီးဖို့ပါ။ဟီမိုဟင်ဒန်ကောက်ဆေးတွေလှုပ်ဆောင်ချက်ကိုတက်ကြွစေပါတယ်။ Natural Killer စဲရီကအယိုးမြင့်မှာထုတ်လုပ်တဲ့အကြီးစားအမှုံအမွှားပါဝင်တဲ့ info site တွေပါဒါရီမှာအကျွေးတားစဲရီနဲ့ virus ကူးစက်ထားတဲ့စဲရီကို ပေးစေနိုင်တဲ့အစိတ်အတော့ရှိပါတယ်ကျန်းမာတဲ့လူတယောက်မှလောင်းတင်စာစဲအနားလေးတွေရှိနေတတ်ပေမဲ့အိုခန္ဓာထဲမှာအနှဲငယ်ပဲမညီညွတ်မှုရှိလာလားစိတ်ဖိစီးမှုရှိတဲ့အချိန်တွေသို့မဟုတ်ကိုယ်ခံအားကျဆင်းလာတဲ့အခါမှာ ဒီကင်စာဆဲတွေနိုးထလာပြီးအိုခန္ဓာကိုတိုက်ခိုက်လာတတ်ပါတယ်။ဒါကြောင့်ဒီဆဲတွေမအာနာပိုင်လာအောင်အိုခန္ဓာစနစ်ကိုအမြဲတမ်းထောက်ပံ့ပေးနေဖို့အရေးကြီးပါတယ်။သူကေတနာတွေကဟီမိုမီရဲ့ကုထုံးအကျိုးတရောက်မှုကစေးဘက်မှာအများဆုံးတုံးကြတဲ့တန်မြင့်နဲ့သေးတုံးမွားတော်တွေထက်နားဆပိုမိုထိရောက်ကြောင်းပြသထားပါတယ်။ ီမိုဟမ်ကကိုခံအားစနစ်အပြင်အစာချေစနစ်ကိုပါအထောက်အကူပြုနိုင်ပြီးကိုအခြေအနေတစ်ခုလုံးအရေးအနာကျွမ်းအင်အဆင်နဲ့ပိုက်ဆာမှုကိုတောင်တိုးတက်စေပါတယ်ရလကောင်းတွေရရှိဖို့ဆိုရင်ဟီမိုဂလမင်းကို၄လောက်သုံးပါမှ၄လအထိတောက်သုံးဖို့ပြည်ကောင်းအိပ်ရေကောင်းတဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေကိုလည်းတူတူစားသုံးဖို့အကြံပြုပါရစေ။ဒီဗီဒီယိုကို ကြည့်ရှုပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်။